်များလုံးပဲမင်္ဂလာခင်ဗျအခုဆိုရင်ကျွန်တော်တို့စူပါရှန်ရဲ့ပွဲစဉ်ကိုကြည့်ရှုရပါတော့မယ်မနေ့ပြန်ကိုရောက်ရင်စူပါရှန်ရဲ့ဆန်ကာတစ်တို့ပွဲထုတ်ကြပါတော့မယ်ဒီပွဲစဉ်မှာစူပါရှန်အနေနဲ့အခက်အခဲတွေအများကြီးကြုံဆုံရင်ဆန်ရမယ်ဆိုတာကိုပြည်သက်တွေအားလုံးလည်းသိရှိထားပြီးသားပါရှေ့မှာလည်းကျွန်တော်ပြောပြခဲ့ပါတယ်ဒီတော့မနေ့ပြန်မှာထုတ်မဲ့ဒီပွဲအတွက်ပွဲကြုံ30ချက်တခုကိုကျွန်တော်ပြောပြပေးခြင်းပါတယ်အဲ့ဒါကတော့ပြည်သက်တွေသိပြီးတော့ကြိုက်လိမ့်မယ်မထင်ဘူးဗျစူပါရှန်အနေနဲ့ဒီပွဲမှာနိုင်မှုမလွယ်ပါဘူးရှုံးမှုများပါတယ် ။ဘာကြောင့်လဲဆိုတော့1ကတစ်ဖက်မှာ3ငါတစ်အตาစီးရအောင်သူတို့လုံနိုင်တဲ့ဘောင်တွေကအားလုံးကိုမိုင်းကုန်လှုပ်ထားပေးလို့ပါပဲ။ဒီနေ့တော့ဝိတ်ချိန်နဲ့ဆေးစစ်တဲ့နှစ်ယောက်လုံးအောင်မြင်သွားကြတယ်ပေါ့လေ။အဲတော့စူပါရှာအနေနဲ့လည်းအလဲထိုးနိုင်မယ်ဆိုရင်တော့ဘောနပ်စ်ပြောင်းဝင်ရှိတယ်။ထိုးကြီးလည်းခွဲပေးစရာမလိုဘူးပေါ့။တစ်ဖက်မှာ3ငါတစ်ကတော့သူ့ရဲ့ပထမဆုံးဝမ်းပွဲကိုအနိုင်နဲ့ပွဲထွက်နိုင်လိမ့်မယ်လို့သူကလုံးဝယုံကြည်နေတယ် ဒီနေ့ဝိချင်းစစ်စစ်တော့လေသူ့ရဲ့အမျိုးအစွေတွေအပေါင်းအသင်းတွေအားလုံးဝိုင်းရံပြီးတော့ရောက်ရှိလာတာကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျဆန်ကာတစ်ကဘောက်ဆင်မှာထိုးရမယ်ဆိုကြတဲ့က तू ကအားသာချက်ရှိပြီးသားပဲကစ်ဘောက်ဆင်မှာဒီပွဲက cash weight နဲ့ပွဲဖြစ်ထိုးရမယ်စူပါရှန်ကတော့ကစ်ဘောက်ဆင်လောဝေးအိတ်နဲ့အသားကြအောင်တော်တော်လေးရုန်းကန်ရလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဗျရှေ့မှာတန့်စင်တစ်ချိန်ဖြစ်မှုတယ်လေဒါခဲရုနဲ့ကစ်ဘောက်ဆင်ထိုးရတော့တန့်စင်ဟာ အဲ့ဒီ kick boxing လက်ရင်နဲ့အသားမကြလို့တော်တော်အခက်တွေ့ရတယ်ကျွန်တော်အဲ့ဘုံမှာမြင်ခဲ့ရတယ်ဒါတော့မှပထမပွဲစီမှာတန့်စင်က knock down ကြအောင်တကြိမ်ထိုးနိုင်ခဲ့သေးတယ်ဒုတိယပွဲစီရောက်တော့သူထင်တိုင်းမပေါက်ဖြစ်သွားခဲ့တယ်ပေါ့လေဘာဖြစ်မွေတိုင်းနဲ့ kick boxing နဲ့ကမတူပါဘူးဒါကြောင့် super action အတွက်ဒီပွဲဟာစိန်ခေါ်မှုကြီးမားပါတယ်ရှေ့ရပွဲတွေကလည်း super action ကအခက်ကြုံခဲ့ရပါတယ်သူ့အနေနဲ့ဆုတင်တဲ့ပွဲမှာဆိုအသာစီးကထိုးနိုင်တယ်ဒါပေမဲ့အမှတ်နဲ့ဆုံးဖြတ်ချိန်ရောက်တော့သူအရှုံးပေးခံခဲ့ရတယ် တန်းငနဲ့ထိုးတဲ့ပွဲမှာဆိုရင်လေပထမပွဲကြီးမှာတည်းသူအလဲတို့အမောက်သိပြခဲ့တယ်။ဒါပေမဲ့ bonus မရခဲ့ပါဘူး။ဒီပွဲရောက်တော့လေသူ့ကို1ကမွေထိုင်းမှာမထိုးခိုင်းမဲနဲ့ boxing ဘက်ကလူနဲ့ kick boxing ပွဲတည်ပေးလိုက်ပါတယ်။ပြီးတော့တစ်ဖက်ကထိုးရတဲ့ဆန်ကာသစ်ဆိုတာ rotan ရဲ့ရောက်ပါဖြစ်နေတယ်။ rotan ဆိုတာကတော့အားလုံးသိပြီးသားပါပဲ။ one ရဲ့စီကို chatry ရဲ့မွေးစားသားလို့တော့နာမည်ပေးခံထားရတဲ့သူပါ။ဒီပွဲအတွက်ဆန်ကာသစ်ဟာ rotan နဲ့အတူတူလေ့ကျင့်ရေးစင်နာရီလည်းလုပ်နေပါတယ်။အားအသာဆုံးအချက်ကတော့ပြ ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ရော့ထန်ရဲ့အားကစားအာဟာရဗေဒပညာရှင်ကိုဒီဆံဃာသစ်အတွက်ပေါ့လေရော့ထန်ကအခုအညီပေးသုံးထားလေးဒီကျွန်တော်ရှိနေပါတယ်ခင်ဗျအဲ့တော့အဲ့ဒါကဒီပွဲပေါ်တက်ရောက်မှုရှိလာပါလိမ့်မယ်ဝိတ်ချိန်တာနဲ့ hydration test စစ်တာကို time fighter တွေကလက်တလုံးကြားဒီအသာစီးယူပြီးတော့လုပ်တာတွေရှိလာတယ်ဥပဒေကိုလက်တလုံးကြားလုပ်တယ်ပေါ့ဗျာဘယ်လိုလုပ်တာလဲဆိုတော့1170ပြန်ပွဲတော့က ဝိတ်ချိန်နဲ့ဟိုက်ဒရိုဂျင်တက်စစ်တဲ့အချိန်မှာတာဝန်ဆိုင်ပေါ့တာဝန်ဆိုင်ကကီလို80ပဲရှိခဲ့တယ်ဝိတ် body weight ကလေဒါပေမဲ့ပွဲထိုးတဲ့နေ့မှာ body weight က80ကီလိုရှိနေတယ်ဘယ်လိုလုပ်ပြီးတော့10ကီလိုกว่าသွားလဲတကယ်ကတော့အာဂဇအာဟာရပိဒပညာရှင်တွေကတစ်ဖက်မှာဝိတ်ချိန် hydration တက်စစ်တဲ့နေ့မှာသူတို့လိုတဲ့ပေါင်တွေကိုဝင်အောင်လုပ်ထားပြီးတော့နောက်ပိုင်းမှာဝိတ်ပြန်တင်ပေးတာရှိတယ်ဗျာ ဲ့ဒီနဲ့တာဝန်ဆိုင်ထိုးသွားတယ်ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့ဒီတော့ဒီပွဲမှာရော့ထန်ရောက်ပါစံကတက်ဟာသူ့ရဲ့ weight ကို73ကီလိုအထိလျှော့ထားပေမဲ့ပွဲထိုးမဲ့အချိန်မှာတစ်ဖက်ကအာကစားဒီအာဟာရပညာရှင်ပေါ့လေသူ့ရဲ့အကူအညီနဲ့ weight ပြန်တင်တာမျိုးတွေလှုပ်လာနိုင်တယ်ဗျဒါထိုင်းက fighter တွေလှုပ်နေတဲ့နည်းပါဒီတော့ဒါဘောင်ထဲကနေလှုပ်တဲ့နည်းပေါ့လေအဲ့ဒီနည်းကိုလည်းဝမ်းကတော့ခွင့်ပြုပေးမှသိကြတယ် ကျွန်တော်တို့မြန်မာဖိုင်တာတွေကတော့အဲ့လိုအာဂဒအာဟာရဗေဒပညာရှင်အကူအညီကိုမရတဲ့မှာအခက်တွေ့ရတာရှိနေတယ်ပေါ့လေအဲ့တော့စူပါရှန်အနေနဲ့ဒီဘွဲမှာမလွဲလှပါဘူးတဖက်မှာရှိနေတဲ့ဆန်ကာသစ်ကရောထိုင်လေးလေ့ကျင့်ထားတယ်ပြီးတော့သူကကစ်ဘောက်ဆင်မှာဒါအတိုင်းအတာတစ်ခုထိဘောက်ဆင်ကနေကစ်ဘောက်ဆင်ကိုပြောင်းထုတ်ရတာဘာမှမခက်ဘူးလေအတိုင်းအတာတစ်ခုထိသူကအတွေ့အကြုံရှိပြီးသားလည်းဖြစ်တယ်ဘောက်ဆင်ဘက်မှာသူကချုံးမွဲလုံးဝမရှိတဲ့ဖိုင်တာတယောက်လေပြီးတော့သူ့မှာအမကန်ပြိတ်သက်အင်အားစုလည်းရှိတယ်နာမည်တလုံးလည်းရှိတယ်ပုံရိပ်လည်းရှိတယ် ဝမ်းကဟိုအခုမှသာစံဃာသစ်ကို ပထမဆုံးပွဲပေးတာဖြစ်နေတာဟို live story ပိုင်းတော့ပြလို့ဗျဈေးကွက် marketing စင်တာတကယ်မှဆိုခေါင်းပွဲတွေတအားနာမည်ကြီးတွေမှသူတို့က live story ပြပေးတာလေအခုတော့မဟုတ်စံဃာသစ်က live story နဲ့တော့မိတ်ဆက်တာတွေလုပ်နေတယ်အဲ့တော့ဘလောက်ထိဝမ်းကစံဃာသစ်အတွက်အခွင့်အရေးပေးထားရဆိုတာအဲ့မှာရင်ပြည်သက်တွေမှန်းဆလို့ရမှာပါဗျဒီတော့ဒီပွဲဟာ super champion အတွက်အခွင့်အရေးရန်နေပါတယ် topology website ပေါ့လေ5ပွဲတွေကိုမှန်းစာပေးနေတဲ့ topology website ကဆိုရင်စံကတည့်ရဲ့နိုင်ဂျီယာခိုင်နှုန်းက80နဲ့85ရာခိုင်နှုန်းကြားရှိတယ်လို့တော့ခန့်မှန်းပေးထားပါရယ် supervision အတွက်ကတော့25 30ကြားလောက်ပဲရနိုင်တယ်ဆိုပြီးတော့သူတို့ကပြောထားရပြဒီတော့ supervision အနေနဲ့အမှတ်ဆုံးပြချက်ရောက်တဲ့အထိခံပြီးထိုးနိုင်ရင်ကိုရှင်းပြရမယ့်ပွဲမျိုးဖြစ်နေပါရယ်အနိုင်ရဖို့ရာခိုင်နှုန်းကတော့နည်းပါရယ်ဒီပွဲကတော့စံကတည့်ပဲနိုင်သွားပါလိမ့်မယ်ခင်ဗျာ ယေရှုအားဖြင့်ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။